ဒီဗီဒီယိုကအဲ time page တွေကနေပြီးတော့တင်ထားတာပေါ့နော် time page တွေကနေပြီးတော့တင်ထားတာအဲ့ဒါကအဲဒီ time လူမျိုးလို့ယူဆရတဲ့ဦးလေးကြီးတယောက်ကဒီအလားအဆန်းဝင်လာတဲ့အချိန်မှာလက်လက်လက်ဆွဲနှုတ်ဆက်ဖို့ဆိုပြီးတော့လက်ပေးတယ်ပေါ့လေအဲ့မှာကျွန်တော်အဲ့ဒီပွဲနေ့ကတည်းကကျွန်တော်ကသိရယ်အဲ့ဒီဟာကိုကျွန်တော်တွေးလိုက်မိတယ်ပေါ့လေဆိုတော့ဩအေးသူလဲဟိုဘက်ကိုအာယုံ တိတ်ပြီးတော့မရလို့ပဲဖြစ်မှာပါဆိုပြီးတော့အဲ့လိုမျိုးပဲကျွန်တော်ကနေတယ်တကယ်လည်းအဲ့လိုပါပဲဆိုတော့အခုဒီ time page တရားနေပြီးတော့အဲ့လိုမျိုးလေး highlight လေးတွေတင်လာတယ်ဒါပေမဲ့ blend တာ blend blend ထားတဲ့ဟာတော့တိတ်ပြီးတော့မတွေးရဘူးပေါ့နော် blend ထားတဲ့ဟာလည်းမတွေးရဘူးသူတို့ပြောတာကြတော့အော်တဲ့ဦးလေးကြီးကိုအားနာလိုက်တာတို့ပြီးတော့ဦးလေးကြီးကိုတနာတနာလိုက်တာတို့မျက်နှာလေးသူမဲ့သွားတယ်ပေါ့လေမျက်နှာလေးရှက်သွားတဲ့ပုံလေး ဆိုပြီးတော့အဲ့လိုမျိုးလေးပြောနေတယ်ပေါ့ဆိုတော့တချို့ထိုင်းတွေကလည်းဘာပြောလဲဆိုတော့အဲသူလဲတဲ့ဒီပွဲထိုးဖို့ဝင်လာတယ်ပြီးတော့ကြံတဲ့ပြိသက်တွေကလည်းအရန်များတဲ့ခါကျတော့လူတိုင်းဝင်လဲအဲ့လိုမျိုးလိုက်ပြီးလက်ဆွဲနှုတ်ဆက်နေဖို့အချိန်မရှိဘူးပေါ့လေသူမှသူ့ဘာနဲ့သူဖြောပြေနေရတယ်ဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုး comment တွေကအရန်များတယ်အရန်များတယ်အဲ့ကြောင့်မို့လို့ကျွန်တော်ဒီကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာဒီဦးလေးကြီးကိုလည်း သူရှက်သွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ဗောနော်ရှက်သွားမယ်ဒါပေမဲ့ဒါကတော့ဖြစ်လေဖြစ်တာအရှိတတ်တဲ့အရာပါဘာကြောင့်လဲဆိုတော့ channel fighter တွေ super league တုန်းကလည်းအဲ့အတိုင်းပဲ super league တုန်းကလည်းအရှိကတယောက်ကလက်သီးထိုးဖို့ကိုအဲ့လိုမျိုးဒီလက်သီးလေးပြတယ်ဗောနော်လက်သီးလေးပြတာကို super league ကဆက်ပြီးတော့အဲ့လိုမျိုးမထိုးသွားပဲနဲ့ကြော်သွားလိုက်တဲ့အားမျိုးတွေရှိတယ်ဗောဆိုတော့အဲအဲ့ဒါဘာရဲမဟုတ်ပါဘူးဒီဦးလေးကြီးကိုကြည့်ရင်လည်းစိတ်ထဲမှာစိတ်စိတ်မကောင်းဖြစ်မိတယ်ဗောနော် ဆိုတော့ကျွန်တော်တို့ဒီကိုအကိုအော်လာဆန်ရဲ့အပြစ်လည်းမဟုတ်တလို့သူလည်းဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့သူလည်းဒီတိုင်းပဲလက်လက်လေးမြောက်ပြီးတော့တချင်းနဲ့စီမျောလိုက်ပါနေခဲ့တယ်ပေါ့လေတော်တော်များများတင်ရတယ်ထိုင်းနေရ IDP ဒီယိုလေတော်တော်များများ share ကြတယ်ဒါပေမဲ့ negative ဘက်ကိုပြောဆိုတဲ့အဟာမျိုးတော့မတွေ့ရဘူးအကုန်လုံးကဒီနားလည်ပေးကြတယ်အကုလူမျိုးပဲကကောက်မွန်မွန်လေးပြောနေကြတာပဲတွေ့ရတာပေါ့နော်